thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မှုတွေရတံပြီးအတိုက်ခံတွေနဲ့ဆွေးနွေးဖို့စစ်ကောင်စီကိုအမေရိကန်နဲ့ပြင်သစ်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေရတံပြီးပဋိပက္ခအဆောင်သက်ဖို့အတိုက်ခံဖွဲ့တွေနဲ့တွဲဆုံဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကတိုက်တွန်းလိုက်ပါတယ်စကိုင်းတိုင်းတပရင်မျိုးနဲ့ဦးတိန်တွင်ရွာစာတင်ကြောင်းကိုစစ်ကောင်စီတပ်ကနေကြောင်းတိုက်ခိုက်ခဲ့လို့ចောင်းသားចောင်းသူတွေနဲ့ဆီယမာတွေတိတ်ဆုံခဲ့တဲ့တဲ့ရင်ကြောင်း အလွန်အမင်းစိတ်မကောင်းဖြစ်ရတယ်လို့အမေရိကန်နိုင်ငံသား၏ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ လေကြောင်းတိုက်ခိုက်မှုဟာစစ်ကောင်စီကြီးညာထားတဲ့အပြစ်ခတ်ရဲစိမ်းကိုချိုးဖောက်တာဖြစ်တယ်လို့တမ်မီဘရုစ်ကဆိုပါတယ်။မနေ့ကလည်းပြင်သစ်နိုင်ငံဆိုင်ဝင်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်တွေတိကပါဝင်တဲ့လူဒါဇင်ပေါင်းများစွာတိဆုံးခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုကိုပြင်သစ်နိုင်ငံကအပြင်းထန်ဆုံးရှုံချကြောင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကထုတ်ပြန်ခဲ့တဲ့အပြစ်ခတ်ရဲစိမ်းနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီးအခုအရက်သားတွေကိုအစိုးရပြုံလိုက်တပ်ဖြတ်မှုအသစ်ကမြန်မာစစ်ကောင်စီပုံကျဲတိုက်ခိုက်မှုပြုဟာရဲ့တစိမ့်တစ်ပိုင်းဖြစ်တဲ့ Hello. ပြင်သစ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါရင်မြန်မာစစ်တပ်ဟာအလားတူပုံကျဲတိုက်ခိုက်မှုမျိုးကိုလွန်ခဲ့တဲ့ရက်သက်တပတ်အနည်းငယ်ကကြောက်မက်ဖွယ်မြင်းကလင်းလောက်ခတ်ခဲ့တဲ့ဒေသတွေမှာလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ထိဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေနဲ့သူတို့ရဲ့အချစ်ခင်ရသူတွေအလုံးကိုပြင်သစ်နိုင်ငံကစာနာကြောင်းနဲ့ဝန်ထဲကြောင်းထုတ်ပြန်ပါရယ်ပြင်သစ်နိုင်ငံဟာမြန်မာပြည်သူတွေနဲ့ဒုမမမမရက်တီနေပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေးစားလိုက်တာကြဖို့အကြမ်းဖက်မှုတွေအစုံသက်ဖို့နဲ့ပဋိပက္ခမှာပါဝင် င်သူတွေအားလုံးအကြားတွေ့ဆုံဆွေးနွေးပြီးအပြေရှာဖွေကြဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တာလဲမဆုတ်တန်းခန်းစစ်စခန်းမှာခလာရ24ဒုတိယတရင်မှုထွက်ပြေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖန်ခရိုင်ပိုင်ကြုံမြို့နယ်ကာတင်းကြီးရွာနီးတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ခလာရ24နဲ့အမြောက်တပ်အမတ်331အခြေဆိုင်တညာချိုးခေါ်တာလဲဖြူဟာစကန်းသိတိုက်ပွဲအတွင်းခလာရ24ဒုတိယတရင်မှုကထွက်ပြေးလွတ်မြောက်နေကြောင်းကရင်မျိုးသားစီယုံ KNU ကဒီကနေ့ထုတ်ပြန်ပါတယ်။ အဆိုပါစကန်းကို KNU တက်မှခွနေလောက်ကန်ကရင်မျိုးသားလူမျိုးရေးတက်မတော့ KNN လေးကရင်မျိုးသားကာကွယ်ရေးတက် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတက် PDF ပူးပေါင်းတပ်တွေကမေလ23ရက်ည9နာရီမှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။စကန်းသိမ်းတိုင်းပိတ်စဉ်အတွင်းအမြောက်တက်မှဗိုလ်ကြီးတအုပ်ပါဝင်တပ်သားကိုတည်ဆုံခဲ့ကြောင်းထွက်ပြေးလူမျိုးသားတွေစစ်ကောင်စီတပ်သားတွေကိုပူးပေါင်းတက်မှလိုင်းလံဖမ်းဆီးလျက်ရှိကြောင်း KNU ကအသိပေးထားပြီးတင်ဆက်ရမိလက်နက်ခရမ်းများကို ပုံနဲ့တကွာထုတ်ပြန်ထားပါတယ်။တာလေစကန်းကို1986ခုနှစ်မှာစစ်တပ်မှ ာတိစားပြီးတဆွဲထားခဲ့ခြင်းဖြစ်ကောင်အဲ့ဒီချိန်ကစပြီးအနီးဝန်းကျင်ရှိကြေးရွာများမှာပြည်သူလူထုအနေနဲ့လွတ်လပ်စွာလောက်ကန်ရှာဖွေစားတောက်ခွင့်များဆုံရှုံခဲ့ရကြောင်းစကန်ကိုသိမ့်ပိုင်နိုင်ခဲ့ရအနီးအနားရှိကြေးရွာများမူလအခြေအနေတိုင်းပြန်လည်လောက်ကန်ရှာဖွေစားတောက်နိုင်တော့မှာဖြစ်ကြောင်း KNU ကဆိုပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့မြမအရှိကိုချဲ့လဲနေတဲ့တရုတ်ဆိုရကစစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုအပေါ်လိလိရှူတဲ့ကြောင်းတင်ဆက်ပေးပါမယ်မြမအာနာသိမ့်မှုကိုထောက်ခံကူညီနေတဲ့တရုတ်နိုင်ငံကတပ်ဖက်သက်ဖိအားပေးမှုတွေနဲ့ပြည်တွင်းရေးကိုဝန်ရောက်ဆက်ဖက်နေ ပြီးစကောင်စီရဲ့ရက်ဆက်တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေပေါ်လစ်လူရှုထားကြောင်းလီလာတွေ့ရှိချက်တွေရသိရပါတယ်စကောင်စီကအင်အားဖြင့်စကိုင်းငလင်လုခတ်မှုကြောင့်ကုညီကေစဲအတွက်အပြည့်ရတဲ့လူကြီးညာထားတော်လေးလီကြောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေတဲ့အတွက်ရက်သားတွေအစုလိုက်ပြုံလိုက်ထိခိုက်သေးဆုံးလျက်ရှိပါတယ်တရုတ်နိုင်ငံအနေနဲ့မြန်မာငင်းချိုင်ကိုလိုလားတဲ့ပေါ်ကျိုးဆိုပြီးအမှန်တကယ်ငင်းချမ်းစီခြင်းမှရင်လက်ရှိဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကိုမြင်အောင်ကြည့်ဖို့လိုကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ် မြန်မာနိုင်ငံမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးပြည်သူလူထုငြိမ်းငြိမ်းချမ်းချမ်းနဲ့အေးအေးချမ်းချမ်းနေနိုင်ဖို့ကဒီအကြမ်းဖက်စစ်ကောင်စားကိုပံ့ပိုးကူညီထောက်ပံ့နေသူတွေဒီလိုချင်းမျိုးပဲတော့မှရှောက်မှာမဟုတ်ဘူးလို့ဦးနေဖုံးလက်ကပြောပါတယ်။ငလင်ကျောင်းအပြည့်ရဲ့ကြီးညာထားတဲ့တလာကျော်တွင်အရက်သားနေထိုင်ရာကျေးရွာနဲ့စာတင်ကျောင်းများကိုစစ်ကောင်စီကလေကျောင်းနဲ့ပြတ်မှတ်ထားတိုက်ခိုက်ကြောင်းအစုလိုက်အပြုံလိုက်တိုက်စုံမှုဖြစ်စဉ်6ခုတက်မင်းရှိခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီထဲမှာအရက်သားပြည်သူ10ဦးနဲ့အထက်တည်ဆုံစီခဲ့တဲ့မေလ12ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တဲ့စကိုင်းတိုင်းတပင်းရင်းမြို့နယ်ဦးတိန်တွင်းရွာရှိစတင်ကျောင်းနဲ့မေလ13ရက်မနက်ပိုင်းကတိုက်ခိုက်ခဲ့တဲ့ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ရှိထွန်းရွေကြီးရွာလေးကျောင်းတိုက်ခိုက်မှုတွေပါဝင်ခဲ့ပြီးစကောင်စီကတော့ညင်းဆုခဲ့ပါတယ်။အဲ့ဒီလိုစကောင်စီရဲ့အစုလိုက်ပြုံလိုက်ပုံကျက်တပ်ဖြတ်မှုတွေကတရုတ်ကုမ္ပဏီများမှထုတ်လုပ်တဲ့လက်နက်နဲ့ဤပညာများကိုအသုံးပြုနေပြီးစကောင်စီလက်အောက်ခံတပ်များအတွက်ဆက်လက်နဲ့ခင်ရများထုတ်ပေးနေတဲ့ကာကွယ်ပစ္စည်းစက်ရုံကာပါစာတွေကိုတရုတ်ကထဲ ထဲဝင်ဝင်ကူညီပေးနေကြောင်းစစ်နည်းပြူဟာနဲ့ဆက်လက်နဲ့အကြောင်းကျွမ်းကျင်သူစီဒီအန်ရရှိတွေကတည်င်းဌာနကိုပြောကြားပါရယ်ဒီလိုလှုပ်ဆောင်ပေးနေမှုပေါ်လှုပ်ဆောင်ခြင်းမပြုဖို့ပြည်တွင်းနဲ့နိုင်ငံတကာဖွဲ့စည်းတွေကတောင်းဆိုခဲ့တော့လေတရုတ်အစိုးရကလစ်လျူရှူပါရယ်တရုတ်အစိုးရကလိုလာတဲ့ငြိမ်းချမ်းရေးကစစ်ဗိုလ်ချုပ်များအုပ်ချုပ်ပြီးလူထုကိုမျှော်မှန်းနာခံမှုပုံစံနဲ့ကျူးလွန်လာပြီးဖြစ်ကြောင်းနိုင်ငံရေးလီလာတုံတက်သူဦးလာစုဝေးကပြောပါရယ်စစ်ကောင်းဆောင်တွေအာနာတီမြေကြီးကတရုတ်တို့အစိုးရ အကျိုးရှိရာရှိကြောင်းဖြစ်လာမယ်ငြိမ်းချမ်းမျိုးပဲဖြစ်တဲ့အဲ့ဒီအတွက်လှုပ်တင်တယ်လို့ယူဆပြီးမတိကျိုးကျုံပြနေခြင်းမျိုးဖြစ်တယ်လို့ဦးလာစိုးဝေကသုံးသပ်ပါတယ်တရုတ်နိုင်ငံကအိန္ဒိယမြန်မာနိုင်ငံမှာ2029ခုနှစ် AP အထိအမေရိကန်ဒေါ်လာ 36.6မီလီယံအတည်ပြုရင်းနှီးမြှုပ်နှံထားပြီးဒုတိယအများဆုံးဖြစ်ကြောင်းစစ်ကောင်စီရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICE အချက်အလက်ရသိရပါတယ်။ဒါပေမဲ့ကုကံတော်လှန်မှုတွေနဲ့ရှမ်းမြောက်ဒေသ2029စစ်စင်ကြီးကြောင်းစစ်ကောင်စီစစ်ရှုံးအထည်နာစေပြီးတရုတ်စီမံကိန်းများစုကိုတော်လိုင်းအင်အားစုတွေကထိန်းချုပ်ထားနိုင်မှုအပေါ်တရုတ်အစိုးရကလိုလားမှုမရှိအဖိအားပေးနေကြောင်းသိရပါတယ်။ သူရဲ့ယက်တီချက်ကတော့အရင်သူဝင်ရှင်းတာဟိုင်ကင်ဆွေးနွေးပွဲတွေအလုံးမဖြစ်ဘူးဒေတာတကူချင်းရှင်းနေတာအလုံးမဖြစ်ဘူးတနိုင်ငံလုံးကိုဝင်ရတော့မယ်ရွှေကောက်ပွဲလုပ်ရမယ်နေပြီးတော့ဘက်ကယက်တီပြီးတယ်လို့စင်ရေးအကဲခတ်တအုပ်ကဆိုပါတယ်လက်ရှိမှာစစ်ကောင်စီကအာဏာသိမ်းလေးနှစ်တာကာလအတွင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်ပေါင်း80ကျော်ကိုကျူးလွန်ထားကြောင်းလွတ်လပ်တဲ့သူတေသနာအဖွဲ့အစည်းဖြစ်တဲ့ ISB မြန်မာရဲ့အစီရင်ခံစာရသိရပါတယ်နောက်ထပ်တစ်ပုတ်အနည်းငယ်ကြောက်တော်မျိုးကိုစစ်ကောင်စီဖုံးထက်ခြင်းတွေကြောင့်တင်ဆက်ပေးပါမယ်စစ်ကောင်စီတမ်မနီကလေကြောင်းမှပုံကျဲတိုက်ခိုက်တဲ့ ဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့ကို မေလ15ရက်နေ့လယ်ပိုင်းမှာထပ်မံပြီးလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကြောက်တော်မြို့ရွာမရှက်ွက်ကိုထပ်မံပြီးပုံကျဲခဲ့တယ်လို့ရခိုင်ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ပေါင်900ရောအတွဲလိုက်ဖုံးနေပါပြစ်တာထိခိုက်မှုများတဲ့ကျွန်တော်တို့တွေမြေပြင်ချိတ်ဆက်ပြီးစီရင်ကောက်နေရလို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။ဒီကနေ့ပုံကျဲတဲ့ရက်ွက်ကိုမေလ14ရက်ညနေ3:52မိနစ်ခန့်ကလည်း Jet Fighter နဲ့ပုံကျဲခဲ့တာကြောင့်ဒေသကန်နာဦးတည်ဆောင်ပြီးဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့သိရပါတယ်။ မေလ23ရက်ကလည်းရသီတောင်မြို့နယ်ထွန်းရဝေရွာဟောင်းကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ရသား7နှုန်းသေဆုံးပြီး23ထဏ်ရာရရှိပါတယ်စစ်ကောင်စီကရခိုင်ပြည်နယ်ကို3ရက်ဆက်တိုက်ပုံကျဲခြင်းဖြစ်ပါတယ် စစ်ကောင်စီကမြန်မာနိုင်ငံတဝန်းမှာဆေးရဆွေးမှုတွေကိုစက်တိုက်ကျူးလွန်နေတဲ့အပြစ်မဲ့ပြည်သူတွေကိုအကြောက်တရားတွေပို့ပြီးတော့ဖြစ်လာအောင်အဲ့ဒီလိုမျိုးပြစ်မှတ်ထားပြီးတပ်ဖြတ်နေတာတွေတွေ့ရတယ်ဒါကြောင့်မလို့စစ်ကောင်စီကသူရဲ့လုံရဲ့အတွက်ပြောရမယ်ဆိုရင်ဒီအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေအတွက်ရာဆွေးမှုကိုသူတို့ကတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တယ်လို့အေအေပြောရေးဆိုခွင့်ရှိသူဥက္ကဋ္ဌကပြောကြားခဲ့တယ်လို့သိရပါတယ် ငလင်တန်တဲ့ပြည်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများထိရောက်စွာပေးနိုင်ဖို့အတွက်အပြည့်ရထားတာကိုစစ်ကောင်စီကအခွင့်ကောင်းယူပြီးအပြစ်မဲ့ပြည်သူတွေလေကြောင်းမှတိုက်ခိုက်နေတယ်လို့အာရခတပ်တော်အေကမနေ့ကထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။